ော့ KK pack ကလည်းဒီ 6K core bar နဲ့လည်းနှီးတယ်အားလုံးသိပြီးသားပေါ့နော် 6K core bar နှီးတယ်ဆိုတော့ဒီဒီနေရာကိုတတ်မတော်ကမနေ့ကတော့ဝင်ရောက်ပြီးတော့ဟိုသိမ့်စီနိုင်ခဲ့တယ်ပေါ့နော်သိမ့်စီနိုင်ခဲ့သိမ့်ပိုက်နိုင်ခဲ့တဲ့ခါမှာသိမ့်ပိုက်နိုင်သိမ့်ပိုက်နိုင်ကြောင်းမနေ့ထုတ်ခဲ့တဲ့ခါမှာနော်ဒီနားမှာတခြားနားပါပေါ့နော်ထိုင်းနေတဲ့ကျွန်တော်တခြားနားမှာကေကေကေပတ်နားမှာပါအိုင်းနားတခြားတို့မှာပူပတ်လေတိုက်ပွဲကြီးကြီး6ချိန်တိုက်ပွဲငယ်52ချိန်ဖြစ်ပွားခဲ့တယ်တဲ့နော် အဲတောင်းတဲ့သူတွေထံကနေအလောင်း10လောင်းလက်နက်16လက်နက်ဆက်ဆက် ပစ္စည်းတွေသိမ်းနိုင်ခဲ့တယ်လို့တဲ့ KK ဘက်ထဲကနေအထူးခြားလက္ခဏာမတွေ့တဲ့မတွေ့တော့လဲတဲ့တရားမဝင်ဆက်သွယ်မှုဆောင်ရည်ရည်ရွယ်တက်ဆင်ထားတဲ့ Starlink လောင်း Starlink 10လောင်း30အစုံတော့ဆက်ဆက်ပစ္စည်းတွေသိမ်းစီရမိခဲ့တယ်ပြီးတော့အဲ့ဒီမှာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်10လုံး၄ထပ်တိုက်အလုံး20 9ထပ်တိုက်2လုံးเนาะတစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး20နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး30 တစ်ထပ်တိုက်9ရောင်15လုံးနှစ်ထပ်တိုက်9ရောင်လုံး20လေးထပ်တိုက်9ရောင်10လုံးဆောက်လုံး10နှစ်ထပ်တိုက်21လုံးသုံးထပ်တိုက်10လုံးလေးထပ်တိုက်9လုံး9ထပ်တိုက်9လုံးနဲ့တစ်ထပ်တိုက်စီဘေကနှစ်ခန်းတို့တွေ့တယ်ပြောတော့တော်တော်များတယ်ကျွန်တော်တော်တော်များတယ်လို့ပြောလို့ရပါတယ်เนาะဆိုတော့တွေ့ပြီးတော့အဲ့ဒီအဆောက်အအုံတွေအတွင်းအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးပေါင်းအမျိုးလုံချွေရေးကကြား98ဦးစုစုပေါင်း2198ဦးဆိုတော့2200ပေါ့ဗျ2200နီးပါးနဲ့ကိုလည်းတွေ့ရတယ်ပေါ့เนาะ ဆိုတော့ KK ဘတ်ဝင်းထဲမှာအဲ့လိုအစာအုပ်တွေတွေ့တယ်အဲ့ဒီအစာအုပ်တွေကတော့တရားဝင်ခွင့်ပြုချက်အရမြေပိုင်ဆိုင်ကထောက်ထားနေတဲ့ခွင့်ပြုမိနေတဲ့စားစရာတွေမရှိဘဲနဲ့စောက်ထားတာဖြစ်ပြီးတော့တို့ကတော့ဒါရေယူနိုင်မှုလုံးလုံးနေစောင်းတော့ကိုရှိတယ်ဆိုပြီးပြောတယ်နော်ပြောရှင်တော့ထောက်တော့ထိုးစစ်စင်မှုတွေလုံးမယ်ပေါ့ဗျာအဲ့တော့ရှုခင်းသာစခန်းကိုလည်းသိပြီးပြီ point 1ခု3ညာ conscious ဆိုရကုန်းစခန်းလည်းသိပြီးသွားပြီအဲ့ KK ဘတ်ကိုအပတ်လည်းအကုန်လုံးသိပြီးသွားပြီပေါ့နော်ဆိုတော့ဓာတ်ပုံထုတ်ပြန်တဲ့အရာကြည့်တော့လေ KK ဘတ်ကတော်တော်လေးဟောပြတာတော်တော်လေးကိုကြီးတာဗျာ KK ဘတ်ကတော်တော်လေးကြီးတာပြောရရင်တော့ဗျာ ကြားဖြတ်နိုင်နိုင်မဲ့ကြီးခဲ့တဲ့ KK ဘက်ကအခုတော့တက်ကဝင်ထိလိုက်ပြီထိလိုက်ပြီပေါ့နော်ပြောပြောလို့ရတာပေါ့ဆိုတော့ KK ဘက်နဲ့ပတ်သက်ပြီးတော့သတင်းတွေကမျိုးစုံထွက်နေကြတာရှိပါတယ်သတင်းမျိုးစုံထွက်နေကြရရှိပါတယ် KK ဘက်ကဘသူပိုင်တယ်လဲ KK ဘက်ရဲ့အဓိက share ရှင်တွေဘသူတွေလဲဒီမြေကဘသူမြေလဲဆိုတဲ့မေးခွန်းပေါ့နော်ဆိုတော့အဲ့ဒီ KK ဘက်နဲ့ပတ်သက်ပြီးမြေငါးစာချုပ်တွေပိုင်ညာတွေနဲ့ဆက်ဆက်ပြီးတော့ထွက်နေတဲ့စာတွေမျိုးစုံရှိတယ်ဗျနော်ရှိနေတော့ကျွန်တော်တို့ကတော်တော်လေးစဉ်းစားကြတယ်စကြတယ်အဲ့ဒီကောင်ကတကယ်ဘသူပိုင်တာလဲပေါ့ဒီမြေကဘသူပိုင်တာလဲဆိုတော့ကျွန်တော်တို့ သတင်းတွေမှာထွက်နေတာကကွယ်ထိုးဝင်လက်မှတ်ထိုးထားတယ်ဆိုပြီးတော့သတင်းတွေမှာထွက်တယ်ထိုးထိုးထားပြီးတော့ဟိုရှင်းမှာမြေငှားစားထားတယ်ပေါ့နော်ကွယ်ထိုးလက်မှတ်ထိုးမြေငှားစားထားတယ်ဆိုပြီးတော့သတင်းထွက်တယ်ဒါပေမဲ့ကွယ်ထိုးဝင်လက်မှတ်ထိုးမြေငှားစားသလားမငှားစားသလားမသိပေမဲ့လောလောဆယ်တော့ဟို KK ပတ်ကကြားပြန်လို့လို့ဆိုတော့သတင်းသိကြတယ်နော်ကျွန်တော်တို့စုံစမ်းလိုက်တဲ့အခါကျတော့ကျွန်တော်တို့အဲ့နေမီကန်တချို့တွေစုံစမ်းကြတာကကျတော့သူကဒီဟိုဘူဘူ PGF ပေါ့ PGF sorting ဝင်ဘူဘူဘူမူ sorting ဝင်ပေါ့ဘူဘူ sorting ဝင်ရဲ့ နေမီထဲမှာဖြစ်နေတယ်လို့သိရတယ်အဲ့နေမီကဘုန်းကြီးဆက်တင်ဝင်နေမီလို့ကျွန်တော်တို့သိရတယ်ဆိုတော့ကြားဖြတ်နေရအဲ့ထဲမှာအဲ့သူ့နေမီထဲမှာ KK Park နေမီထဲမှာလာလုသွားတယ်အဲ့တော့ KNU နဲ့ဓာတ်ရိုက်သဆိုင်လာမဆိုင်လာမင်းနောက်ွယ်မှာ software ထုံးဝင်လက်မထိုးထားရဆိုတဲ့ဟာလေးတစ်ခုကလွေး KNU နဲ့ဓာတ်ရိုက်သဆိုင်လာမဆိုင်လာဆိုတော့ကျွန်တော်ပြောတာတော်တော်ခက်နေတယ်သို့တော့ဒီကြတာကတော့ဒီ KK Park ဟာကရင်လက်နက်ကိုင်အဖွဲ့တွေအဖွဲ့တွေရဲ့နေမီထဲမှာလာပြီးတော့ဒါကြားဖြတ်လုပ်ငန်းတွေလုပ်တဲ့ဟာဆိုတော့ထင်ရှားသွားတယ် ဒါတမရဝကူထိမ့်ထိမ့်နိုင်တဲ့တိမ့်ပိုင်နိုင်ခဲ့ရဆိုတာကလည်းတိမ့်ပိုင်နိုင်ခဲ့တဲ့အတွက်ဒီလူမျိုးလူတွေကိုတွေ့တဲ့အတွက်ဒါတမရဝဒီဟာကိုကြကြရနာသူတို့ပြန်ပြီးတော့အရေးယူရရင်လုံးမယ်ပေါ့လေနော်ဟိုမှာ Starling City တွေ့တယ်ပေါ့ဗျာခေါင်း Starling City တွေ့တယ်အစားအုပ်တွေအလုံးဝညာနဲ့ချီတယ်အလုံးဝညာနဲ့ချီတယ်ဆိုတော့ဒါကြီးကိုကြည့်ပြီးတော့ရွှေကုတ်ကိုတောင်နဲ့ကြီးတယ်လို့အောင်ပြောလို့ရမှာဖြစ်နေတယ်ရွှေကုတ်ကိုတောင်နဲ့ကြီးလို့ဖြစ်ပြောလို့ရဖြစ်နေတယ်ဆိုတော့အဲ့ညံမှာဘာရှိလို့ခင်ဗျားတို့ပြန်တွေးကြည့်မယ်ဆိုရင်ဗျာအဲ့ညံမှာဘာရှိလို့အဲ့ဒီအစားအုပ်တွေလာဆောက်ကြတာလဲအဲ့နားမှာခင်ဗျားဟိုတတ်ထုတ်ဖို့ရေလုပ်ငန်းရှိသလားနော် အဲ့လိုပဲအဲ့နေရာမှာစီဝိုင်းလို့လုပ်ဖို့ကောင်းတဲ့အလုပ်အခွက်ကွင်းကောင်းတဲ့နေရာရှိသလားတဲဥပစာ transportation ကောင်းသလားစသဖြင့်ပေါ့ဗျဘာလုပ်လို့ရလဲဆိုတော့မိကုန်းမေးတဲ့ခါကျတော့အဲ့နေရာမှာဘာလုပ်မှလုပ်လို့ရဘာမှမရှိတာမဟုတ်ဘူးဗျဟုတ်ပဲနဲ့အဲ့နေရာမှာဒီလိုမျိုးအထက်မြင့်စာအုပ်တွေနဲ့စီဝါရေးဇုံကြီးတစ်ခုလိုမျိုးမြို့တစ်တခုလိုမျိုးရက်ွက်ကြီးတစ်ခုလိုမျိုးအကြီးပေါ်လာတဲ့ဆိုတဲ့ကိစ္စကဟိုအလကားတော့မဟုတ်ဘူးနော်အဲ့ဒါအလကားမဟုတ်အဲ့ဒါနောက်ကမြို့နယ်ဇလိုင်းရှိရပေါ့ပြီးတော့ဒီစာအုပ်တွေစောက်ဖို့အတွက်ကိုတန်တို့ဘီလက်မြေတို့ ်နော်စသဖြင့်လိုအပ်တဲ့ဆောက်လုပ်သုံးအုတ်ခဲတို့ဆောက်လုပ်သုံးပစ္စည်းတွေကဘယ်ရရတယ်လဲဒါတွေအားလုံးဘယ်ရရတယ်ဆိုတော့အားလုံးနောက်ခံကဘက်ကောက်ထိုင်း sorry ထိုင်းဘက်ကနေလာတယ်ဆိုတော့မဲဆောက်ဘက်ကလာလာတယ်ဆိုတော့ပူပြီးထေချာသွားတယ်ဆိုတော့ဆောက်လုပ်သုံးလုပ်ငန်းသုံးပစ္စည်းတွေကိုမဲဆောက်ကနေပြီးတော့ထိုင်းဘက်ကနေမဲဆောက်ရတယ်တွင်းတယ်တွင်းပြီးတိုင်းဒီဘက်မှာဆောက်ဦးဆောက်တယ်ဆောက်ပြီးတော့ဒီဘက်ကဆောက်ဦးတွေအရှိုး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 ပေါ်လာတယ်။နေချင်းညာချင်းအဆောက်ဦးတွေတိတိပေါ်လာတယ်။ပေါ်လာပြီးတော့ဒီဘက်ကမဲဆောက်နဲ့ရှင်နေလောက်တဲ့အထိအစင်တန်းမျိုးတကယ်ဒီဘက်မှာကြီးကျယ်တယ်လောက်ထားတယ်။ မြောက်ရီရဲ့အပြင်ဘက်ဆိုတော့မြောက်ရီအုပ်ချုပ်ရေးရန်တရားမှာရှိတယ်မြောက်ရီထွေးအုပ်ရာရှိတယ်မြောက်ရီတောင်ရှိသူတွေကလည်းဒါကြီးကိုမသိဘူးလားဆိုတော့သူတို့လည်းသိလိမ့်မယ်မသိဘဲမနေဘူး BGF ကလည်းသိတယ် KNU ကလည်းသိတယ်ဒါပေမဲ့သူတို့တိတိကျကျနဲ့အားလုံးကအဲ့ဒီ KK ဘတ်တို့ရွှေကုတ်ကူကိုညှိနေပြီးတယ်ဆိုရယ်ဘာကြောင့်လဲဘလို့အကြောင်းပြချက်ကြောင့်ဖြစ်တာလဲဆိုတာလည်းစဉ်းစားရကောင်းတယ်ပြီးတော့ထိုင်ရလဲဒီကိစ္စကိုသူတို့သူတို့ထိုင်းဘက်ကလူတွေကလည်းသူတို့ပဆိုင်ရရင်ပြီးရောဆိုပြီးညှိပေးခဲ့သလားပေါ့တော့အခုကြားဖြန့်ဖြစ်လာတဲ့ခါမှာအားလုံးစီကိုလက်ညှိုးထိုးသလားဆိုရယ်မိကုံးကဖြစ်မိကုံးအများကြီးရှိလာတယ်ဆိုတော့ KK ဘတ်ကိစ္စကတော့တော်တော်လေးတော့ စဉ်းစားဖို့ကောင်းတယ်ဟိုရှေ့ကုတ်ကိုယ်ထဲမှာလည်းကြားဖြတ်နေရှိလို့ပါဆိုပြန်ဖမ်းတယ်ဖမ်းပြီးတော့ကြားဖြတ်လို့တဲ့သူတွေကိုဖမ်းတယ်ကြားဖြတ်နေအလင်ခံတဲ့သူတွေကိုဖမ်းတယ်စသဖြင့်ပေါ့ဗျာကြားဖြတ်အာလုံသားဖြစ်နေဟိုစီယုံခံရတဲ့ဖမ်းဆီးခံရတဲ့လူတွေကိုလည်းခေါ်ပြီးတော့ဟိုပြန်ပြီးတော့သူ့နိုင်ငံပြန်ပို့လဲဆိုတာတွေကဒါကျွန်တော်ကြားပြီးသားတွေပေါ့နော်ဆိုတော့အခုတော့ KK Park လည်းဒီလိုပဲပြန်ပြီးပို့တာရှိတယ်ပေါ့ဆိုတော့စဉ်းစားကြရတယ်ပေါ့နော်နောက်ကျွန်တော်တော့ကျွန်တော်ရှေ့မှာရင်းတော့ပြောခဲ့ဖို့တာရှိတယ်တကယ်တော့ကြားဖြတ်နေကိုတရုတ်တွေကတဲလာတာဖြစ်တယ် အားလုံးသိပြီးသားကိုကြားဖြန်နေကိုတရုတ်ကပဲတည်လာတာမြန်မာတရားဝင်မလုပ်တော့ဘူးကြားဖြန်နေကိုတရုတ်ကပဲတည်လာမြန်မာမြန်မာရှိတဲ့မွေးရေးစေဝါကိုလည်းတရုတ်တွေပဲတင်ပေးတယ် Happy Water တို့ EUK တို့ကလည်းတရုတ်တွေကပဲတင်ပေးတယ်အခုကြားဖြန်လည်းတရုတ်တွေကပဲတင်ပေးတယ်ရှင်းရှင်းပြောရရင်တော့တတရုတ်တွေတီထွင်နိုင်တဲ့ညံစွမ်းပကားကိုခင်ဗျားတို့လည်းသိပါတယ်ဗျာတရုတ်တွေတီထွင်နိုင်ညံစွမ်းပကားကိုသိပါတယ်အဲ့တော့အကောလုံးကတရုတ်တွေဆီကလာတဲ့ပညာပညာတရုတ်ဆီကလာတာလောက်ရတွေတရုတ်ဆီကလာတာမြေစီတွေတရုတ်ဆီကလာတာလူတွေလည်းတရုတ်ဆီကလာတာ ဒီဘက်ကလူတွေကိုခြေခံပြီးတော့တေုတ်တွေကလှုပ်သွားတာပတ်စံရှာတော့လဲတေုတ်တွေကရှာသွားတာဒါပေမဲ့မြန်မာပြည်ဘက်ချမ်းမှာတော့ပြဿနာမတော့ချောင်အောင်ဖြစ်တယ်အဲ့တော့သူတို့ကမြန်မာပြည်ကဒီနေဆက်လက်နက်ကင်တပုံတွေနဲ့ဆက်ဆက်ပြီးရင်တေုတ်တွေကမလုပ်လဲလို့မင်းသူတို့ကအာနေဆက်ဒေတာမှာသူတို့အပန်းပြေအင်အားစီမံကိန်းဖော်ချင်တယ်စီဝါရေးလုပ်ချင်တယ်စသဖြင့်ဒီလိုခေါင်းစဉ်တွေနဲ့သူတို့ကရီမန်းပြီးတော့သူတို့ကလောက်ကြတယ်ပေါ့နော်ဒါတွေဒါမျိုးတွေကတရုတ်ပြည်မှာလည်းရှိတယ်တရုတ်ပြည်မှာတရုတ်တရုတ်ပြည်မှာတချို့တရုတ်တွေကမြေပြတ်သတိတွေပေါ့ဗျာအဲတချို့တွေကဘာလို့လဲဆိုတော့ သူနဲ့ဆက်ဆက်တဲ့ဟိုလောင်ကစားလုပ်တဲ့တတိတွေပါရှိစေရှိတယ်။အဲလိုတတိတွေဟိုတရားမဝင်စီဝဲလုပ်တဲ့တတိတွေအဲတတိတွေနဲ့တတိတွေကသူတို့ရဲ့မိတ်ဆွေတတိတယောက်ကတော့မြွားပြူလာတယ်ဆိုရင်အပါလာလုပ်တယ်ဆိုအာမြွားမြွားအရာစီမံကိန်းလုပ်ဖို့ပတ်ပြီးစီမံကိန်းလုပ်ဖို့မင်းတို့ရင်းနှီးမြှုပ်ငွေထည့်ဦးမလားဆိုအာဆိုတော့ငါတို့ထည့်မယ်လေဆိုယွမ်တန်းတန်းထည့်မယ်ယွမ်ဆယ်တန်းထည့်မယ်နဲ့ထည့်လိုက်တယ်အဲပစံနဲ့အကုန်လုံးယူချလာယူချလာပြီးတော့သူကလာပြီးဒီမှာကွတ်ဆိုပြီးတော့စီမံကိန်းတွေလာလုပ်ပြတယ်ဒီတော့ကမြန်မာမြန်မာကဒီအစိုးရနဲ့လုပ်ရင်စီမံကိန်းတွေကကြာတယ် ကြားတဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတော့ခုနနေကြားတောင်းတက်သူဟာမျိုးတွေပြည်သူစစ်လူမျိုးဟာတွေနောက်တစ်ခုကပါလဲဆိုတော့ဒီလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့သူတို့တော့သွားပြီးစကားပြောတယ်ပြောတဲ့ခါကျတော့အဲ့ဒီဖွဲ့တွေနဲ့ဘာလုပ်လဲဆိုတော့အဲ့ဒီဖွဲ့တွေရဲ့ဝင်ငွေရလမ်းဖြစ်သွားအောင်သူကဟုတ်ပြီဒီမှာသူတို့မြင်ငါပေးအစားအုပ်တွေငါတို့စောက်မယ်အဲ့မှာအင်အားတွေစမကိန်းတွေဟိုတယ်တွေပန်းဖြေတွေစားတော့ဆိုင်တွေငါတို့ထည့်မယ်အစားသမားတွေငါတို့ထည့်မယ်အဲ့အတွက်မင်းတို့အစားအုပ်တွေဟိုမြင်ငါတို့မြင်ငါပေးဆိုရင်ဒီဘက်ကလူတွေကငှားပေးလိုက်တယ်သူတို့စိတ်ထဲမှာထင်တာတော့ ငါတို့နားမှာတော့နေချင်းညချင်းမြို့သူကြီးတခုလိုပေါ်လာမယ်ငါတို့တော့လုံးဝ develop ဖြစ်တယ်ပေါ့နော် develop ဖြစ်တယ်ထင်ရတာပြီးလည်းပြီးတော့အဲ့ဒါနဲ့တို့တော့တရုတ်တွေရောက်လာကြတာတော့ဟုတ်တယ်တို့ပြောတဲ့ hotel ဘာဖြစ်စီမံကိန်းနေအားခင်ဗျာ hot pot ဆိုင်တွေခင်ဗျာသဘေညက်ဆိုင်တွေဘာဆိုင်ညာဆိုင်တွေအားခင်ဗျာ KTV လေးတွေတူးတူးလေးရှောက်တယ်မာဆက်လေးတွေဟောအကုန်ရှောက်ထဲတာပေါ့ဘာဖြစ်တာဟိုထက်ထက်ထက်ပြီးသူ့ရဲ့တဖွဲ့ကြီးကနီးပညာနီးအဲ့ KTV လုံးမဲ့ group ကြီးဟော hot body ရောင်းမယ်စားသောက်ဆိုင်တွေစားသောက်ရောင်းရောင်းမယ်ဖွဲ့ကြီးဟိုစမင်းညက်ဆိုင်တွေ spa တွေဖွဲ့မယ်ဖွဲ့ကြီးအကုန်လုံးကသူ့အတူဆက်ရလိုက်ရောက်ချလာတယ် အုပ်လိုက်ရောက်ချလာတယ်ပြီးတာနဲ့သူကအဖွဲ့လိုက်ဖွင့်ချလိုက်တယ်ဖွင့်ပြီးသွားတာနဲ့သူကပထမတစ်ဆင့်အောင်မြင်သွားပြီဆိုဒုတိယတစ်ဆင့်ကျဘာလို့လဲဆိုတော့အဲ့မှာကွန်ပျူတာတွေပါတဲချလာတယ်အအခန်းတွေပါပြန်ငှားထားပြီးတော့လုံခြုံရေးနဲ့ငှားထားပြီးတော့ငါတို့ကွန်ပျူတာနဲ့နိပညာလုပ်တွေလုပ်ကြဖို့ဆိုပြီးငှားတယ်ပြီးလည်းပဲနိပညာလုပ်တွေလုပ်တယ်နိပညာလုပ်တွေလုပ်ပြီးတော့အဲ့မှာနိပညာလုပ်တွေလုပ်တယ်တော့ဆိုတော့ဒီ BGF တို့အဲ့ဒီခုနဒီကရင်လက်နက်ကိုင်အဖွဲ့ပါပဲတိုင်းသားလက်နက်ကိုင်အဖွဲ့တွေအကုန်လုံးလောက်ကန်ရအဖွဲ့တွေရော နိပညာဖွဲ့ဆိုနိပညာလို့ဆိုဘာလို့လဲသူမသိဘူးဘာလို့လဲအော်နိပညာလို့ဆိုအော်လုတ်ပေါ့နိပညာလို့သူကတော့လုတ်ပေါ့နိပညာလို့ဆိုကွန်ပျူတာတွေနဲ့အာဘယ်နားလဲမလဲဟိုဟာတွေကကွန်ပျူတာတစ်ချိန်လုံးတော့ကြီးတော်ကြနေနေတယ်မလုတ်သိမှာတော့နားမလဲဘူးနားမလဲတော့အော်နိပညာလို့ဆိုလုတ်ပေါ့ပတ်စံရတယ်ပိုက်တော့လဲပတ်စံခုံဝင်ပြီးတော့ရတယ်လုတ်ပေါ့ထားတာပေါ့လုံးရင်လုံးနေအဲ့ဒီကောင်တွေကတော့ကြားဖြန်နေဖြစ်မှမသူမသိဘူးအော်တိရချင်းကြတော့လဲသူတို့ကငါတို့အနေမရှိတော့ဘူးထင်တယ်လို့ဆိုပြီးတော့ပေါ့ပါနေတာအခုတကယ်လည်းဖြစ်ရလားအကုန်လုံးတခါတည်းဟိုမှာအကုန်လုံးဟိုဘာဖြစ်ကုန်လဲဆိုတော့ဟိုဟိုအခုမှအကုန်လုံးလန့်ပြန်ကုန်တာအခုမှဟို ဟိုပဲဆောက်ချင်လို့ပဲမိသားစုလူမိမိသားစုဝေမိသားစုလို့လူမိသားစုလို့ဖြစ်ရတယ်မြင်တော့မအောင်လှမ်းပြန်ကုန်အကုန်ကြွကြဲကုန်လားအဲ့ဒါတွေကကွန်းဆက်တွေပေါ့နော်ဆိုတော့ကျွန်တော်မြန်မာနိုင်ငံသားတွေကသိပြီးတော့နေလေးဟိုငစားတာမြင်လားငတက်ကိုမြင်အခုအဲ့ဒါမျိုးဖြစ်စဉ်တွေရောက်ကေကေဘတ်တော်တော်ဖြစ်လာတာဆိုတော့ကေကေဘတ်ကိုဒီလိုမျိုးနဲ့ပတ်စံတွေပတ်ပတ်ဆက်ဆက်ပေးပြီးတော့ကမြင်ငားကတွေနှစ်ရှင်းနှစ်ဆယ်နှစ်ဆယ်နှစ်ဆိုဆယ်နှစ်နှစ်ဆယ်ဆယ်ပတ်စံပေးပြလိုက်တာပြလိုက်ပြီးအစားအုပ်လေးစောက်တော့ကြားဖြတ်နေလိမ့်တယ် သူတို့ဂျင်းနီမြူနန်တာကထောက်တော့ဗျာယွမ်တတ်တရာလောက်ဂျင်းနီမြူနန်ပြီးတတ်ဘီလီယံလောက်ဂျင်းနီမြူနန်ပြီးသူတို့အဲ့နေရာကနေပြီးတော့မှပတ်စံရှာသွားတာကယွမ်ဘီလီယံ7ကြီးရှာသွားတာသူတို့ရှာသွားကြတာအဲ့ကြံခဲ့တဲ့လူကဒီမှာကြံခဲ့တဲ့လူကအဲ့ဒါကြီးဟုတ်ကြီးမှတ်ပြီးတော့စာအုပ်တွေတော့ကြံခဲ့တာပေါ့ဗျာဒါပေမဲ့ဟုတ်ကြီးမှတ်ပြီးတော့ပြီးလဲပြီးတော့ကဘာမှာနာမည်ဆိုတော့မြန်မာထွက်သွားတယ်အဲ့တော့ထိုင်းရကြတော့သူတို့နိုင်ငံကနေ transit လုပ်ပြီးမြန်မာပြည်လာတဲ့အတွက်ထိုင်းရထိုင်းရ transit လုပ်တဲ့အတွက်အဲ့ဒီငွေတွေရတယ်စောက်လို့သုံးပစ္စည်းတွေဝယ်တာရတယ်လိုအပ်တဲ့ internet အကုန်ပြီးရေအကုန်ရတယ်ပတ်စံထိုင်းရတာရတယ် အခုဖြစ်လဲဖြစ်လာအောင်ထိုင်ရသူတို့နဲ့မဆိုင်ဘူးဒါမြန်မာပြည်ဖြစ်တယ်လို့လည်းညှို့ထိုးတယ်အဲ့တော့အကုန်လုံးကကြံရပါလိမ့်နဲ့ပါဝင်ပတ်သက်သူတွေဖြစ်ကုန်ကြတာကြီးပဲဒါလည်းရှင်းရှင်းလေးပဲပြောရအောင်အဲ့တော့ BJR တို့ဘာလို့ပါဝင်တိုင်းသားလက်နက်ကိုင်ဖွဲ့တွေအကုန်လုံးကလည်းဘူမတိကိုမတိနဲ့ခံလိုက်ရတာပဲဒါဘူမတိကိုမတိခံလိုက်ရတဲ့ဇလန်နေပဲအကုန်ခံလိုက်ရတာအဲ့တော့ခံရပါဗျာဒါဒါဖြစ်စဉ်ဖြစ်ပြီးဆိုသိကြပါအခုတော့တခုကောင်းလာတော့အဲ့ဒီအစာအုပ်တွေအကုန်လုံးမြန်မာအစိုးရကပြန်သိမ့်ပိုက်နိုင်ခဲ့ပြီနိုင်ငံတော်ကပြန်သိမ့်ပိုက်နိုင်ပြီဖြစ်တဲ့အတွက်ဒီအစာအုပ်တွေကိုဒီတိုင်းပြည် infra တွေဖြစ်နေကောင်းတဲ့ဘက်မှာပြန်သုံးရင်တော့ရမယ်အဲ့လိုပဲနဲ့ ထပ်ဒီလိုပဲထပ်ပြီးတော့တရုတ်တွေလာငားမယ်တရုတ်တွေထပ်ပေးလိုက်မိတယ်အဲ့တရုတ်တွေလည်းထပ်ပြီးတော့ဘူးသီကိုဘူးသီနဲ့ဟိုတရုတ်တွေငားလိုက်ပြီးလို့တရုတ်တွေကထပ်ပြီးဒီလိုပဲထပ်လိန်အောင်မယ်ဆိုရင်ခင်ဗျားတို့ကဟိုလိန်နာကိုကြိုက်လို့ကိုအလိန်ခံတယ်လို့ဖြစ်နေတယ်လို့ဖြစ်နေတယ်အဲ့တော့တတိတော်ထားကြပါဗျာပြီးတော့ခမရန်ကုန်မြို့မန္တလေးမြို့နေပြီးတော့အစရှိတဲ့မြို့ကြီးတွေမှာနောက်တစ်ခုကအထူးအင်ညာစီမံကိန်းတွေရှိတယ်နောက်တစ်ခုကဘာလဲဆိုဟိုအဆောက်ရှောက်ခံထားတဲ့ VIP အင်ညာတွေရှိတယ်အဲ့ဒီအင်ညာတွေမှာတဲမှာအင်ဒီကိုလုံးချင်းပြငှားပြီးတော့တရုတ်တွေဝင်လာတယ်အဲ့ဒါမျိုးတွေလည်းရှိတယ် တချို့လုံခြုံရေးအစားအသောက်တွေနဲ့တချို့ဟိုတယ်ဆိုလဲအာဝင်လို့မရဘူးလေဟိုလုံခြုံရေးစွာတွေကားထားတယ်လေအခန်းတော်တော်ကတ်တွေနဲ့မပိုင်အခန်းတွေဝင်လို့မရကျော်လို့မရခွာလို့မရအဲ့ဒါမျိုးတွေမှာအခန်းတစ်ခန်းနဲ့ဝယ်ထားတယ်အခုဆိုရင်ကွန်ဒိုတွေနာမည်ကျော်ကွန်ဒိုတွေနာမည်ကျော်အိမ်ညာတွေနော်ဗီဒီယိုတချို့ဟာတွေအဲ့ဒါတွေအကုန်လုံးနားတယ်လေဘာဖြစ်လဲတလားဘယ်တော့လဲအာခန်းတလားကိုထားပါတော့350ပေးတယ်လေဆဲလား350ရောပေးပလိုက်တယ်ဘာပေးပလိုက်တယ်ပြီးအဲ့ဒီမှာတရုတ်တွေ3လောက်4လောက်နေတယ်ပြီးရင်ကွန်ပျူတာလေးနဲ့ဘတ်စဘတ်ဆိုလိမ့်နေအာလိမ့်ရော အလေပြီးတော့ပြည်လည်းပြောအိတ်ခိုင်ထားကြတော့အိတ်ခိုင်နေထိုင်တဲ့အခါပိုင်းရှင်ရမှာနေထိုင်တဲ့ပြဿနာရဲ့သောကတွေရောက်ဒီပြဿနာတွေရန်ကုန်မန္တလေးနေပြီးတော့မှလည်းဒါတွေဖြစ်တယ်။ဟိုခင်ဗျားဟို FMIC တို့ဘာလို့ဆိုလဲဒါမျိုးဖြစ်တာပဲအများကြီးပဲကြားဖြန့်တဲ့ပတ်သက်ပြီးဖြစ်တာ။ကြားဖြန့်နေ online လောင်းကစားလိန်တဲ့ကိစ္စတွေကအကြီးအကျယ်မျိုးများမှာဆိုးတယ်တော်တော်ကြီးကျဖြစ်တယ်။အဲ့ဒီလောင်းကစားအုပ်စုနေနေမှုကြတော့တော်တော်လေးခက်သွားပြီ။ဟိုအရင်ကဒုနဲ့ဒင်းနဲ့လောက်ကြတယ်အခုကျတော့ပြန့်ကျဲသွားတယ်။အဲ့ဒါတော်တော်ဆိုးပါတယ်။အဲ့တော့ KK ပတ်ကဇလန်တွေကဒီလိုပါပဲ။အဲ့တော့ကုလောဆိုတော့ဒါ ဘုံမျိုးစော့တင်ဝင်ရဲ့ဘီဂျက်ဘုံမျိုးစော့တင်ဝင်ရဲ့နေမြင်တဲ့ KK ဘက်ကိုဒီလိုသိမ့်လိုက်ပြီးဒီလိုဝပစ်လိုက်ပြီးဆိုတော့ကြည့်ရတာအစိုးရအနေနဲ့ဒါကိုဘယ်လိုထိန်းချောက်မလဲတော့ကျွန်တော်မသိဘူးအခြားဟာတွေစောင့်ကြည့်အောင်ပဲအခုလောဆိုတော့ဒီ KK ဘူဝေ1စီကိုလည်းရောက်နေအဲ့အဲ့ကြားဖြတ်နေရအဲ့ဘက်ကိုရွှေ့နေတယ်လို့ကြားတယ်ဆိုတော့ဘယ်လိုဆက်ဖြစ်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရလိမ့်မယ်စောင့်ကြည့်ရလိမ့်မယ်ပေါ့နော်ဆိုတော့ဟိုလောလောဆိုတော့တက်မလို့အဲ့နေရာတွေပြန်ထိန်းထိန်းနိုင်ခဲ့ပြီဆိုတော့ရဟိုဘက်က wall လေးတို့ဟိုဘက်က okay ထားပါလို့ဆိုတော့တော့ခဏနေပြီးသွားပြီပေါ့နော်ဆိုတော့ဟိုကရင်လက်နက်ကိုင်အုပ်စုတွေကတဖြည်းဖြည်းနဲ့လေးတန်းမာမာပြောပေါ်တော့မပြောနိုင်တဲ့အဆင်ကိုရောက်လာတဖြည်းဖြည်းနဲ့ ျောက်ချင်းမလားတယ်ပျောက်ပျောက်လာတယ်အတန်ရင်တိတ်နေပေါ့နော်အဲ့လိုဖြစ်တယ်ဒါပဲလေဟိုကျွန်တော်ဖြစ်နေရင်လည်း